ေါ်လန်ပြည်သူညီကုံမောင်မများအားလုံးနဲ့မိဘပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့ဒီလက်ရှိပေါ့နော်မင်းအောင်လိုင်းလုတ်တဲ့အတူရောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စစ်တပ်ကအားပေးထောက်ခံလာတဲ့ကျွန်တော်ဒီဖင်လန်နိုင်ငံမှာနေတဲ့ကိုမောင်မောင်ရဲ့သုံးသက်ချက်နဲ့ပြောကြားချက်လေးတွေကိုကျွန်တော်လာပြီးတော့ပြန်လည်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကိုမောင်မောင်ကအခုလက်ရှိမှာတော့အဲနိုင်ငံတကာကိုခရီးသွားနေပါတယ်ခရီးသွားနေရင်းနဲ့ ဒီမင်းအောင်လိုင်လောက်တဲ့အတူရောက်ရွေးကောက်ပွဲနဲ့ဒီကြပ်ဖို့ပါတီတို့ဟာအဲတသွေးတဲ့တသားတဲ့ဖြစ်တဲ့ဆိုတဲ့အကြောင်းကိုပါသူကအဲသုံးတက်ပြသွားတဲ့ verify လေးပေါ့နော်အနှဲငယ်လေးပါပဲကျွန်တော်တို့3မိနစ်လောက်တော့အချိန်ပေးရပါမယ်ပေါ့နော် Okay ကိုမောင်မောင်တယောက်အခုလက်ရှိရတော့ကျွန်တော်ဒီအဲတရုတ်နိုင်ငံမှာရောက်ရှိနေတာဖြစ်ပါတယ်နော်တရုတ်နိုင်ငံမှာရောက်ရှိနေတာဖြစ်ပါတယ်တရုတ်နိုင်ငံကနေပြီးတော့မှအခုသူ ြောပြောဆိုတဲ့ဒီမြောက်လာရဲ့အတူရောက်ယူကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဘာဒီပြောထားလဲဆိုတာကိုကျွန်တော်လည်းတူတူကြည့်လိုက်ရအောင်ဗျာကြည့်လေဟိုပြီးခိုင်ဖြိုးနဲ့စစ်တက်နဲ့ဆိုတာဒါပါစစ်တက်စစ်တိုက်တာမြင်ဘူးလားစစ်တက်တက်ပြောင်းတက်ရွှေ့မြင်ဘူးလားမြင်ဘူးပေါ့စစ်တက်ကတက်ပြောင်းတက်ရွှေ့လို့ရှိရင်ရက်ဝင်းနဲ့သွားလားနော်ရက်ဝင်းနဲ့သွားအေးအေးရက်တက်ပြောင်းတက်ရွှေ့တွေ့ဘူးလားအေးအေးကလည်းဒီလိုပဲ တိုက်ပွဲတစ်ခုတိုက်မယ်ဆိုရင်သူအရက်ဝတ်တွေနဲ့အယူဆုံးကြွာသားတွေမွေးတာမွေးပြီးတော့မလက်နက်တာကွာရောက်လာထို့တူပဲပေါ့ဗျာနိုင်ငံရေးမှာလည်းစစ်တပ်ရဲ့လုပ်တဲ့ပုံစံကတီခိုင်ဖြိုးဟာဟိုဘယ်လိုခေါ်မလဲဆိုတော့အိမ်ချပြီးတော့စေးအိမ်ချပြီးလွတ်ပေးလိုက်တာပဲရေးချုံလို့ကာကျုပ်ကတန်ချောင်းတီးပြီးဆိုတာနဲ့အကုန်လုံးကငါတို့ဒီစစ်သားများဖြစ်သွားတယ်ဒါပဲဟိုကျွန်တော်ဟိုနိုင်ငံကြီးကျုံနိုင်ငံကြီးကပျက်စီးနေတာအင်းပျက်စီးနေတာအမှန်ပဲ ့ PDF ကလည်းခင်ဗျားသိတဲ့အတိုင်းပါဗျာနော်နေရာတခုတိုက်မယ်ဆိုရင်ရုံးရသားတွေပဲလွှတ်တာရခိုင်တွေဆိုလွှတ်လိုက်တာရခိုင်လည်းဒီလိုပဲခင်ဗျားလူဗျူဟာတိုင်းမစစ်တက်ကပြန်တော့တာနိုင်ငံရေးမှာလည်းအခုအိမ်ချူပြီးပေါင်းမချူပြီးလွှတ်လိုက်တာဘာမှမဟုတ်ဘူးမတိခိုင်ချူတဲ့မှာအကုန်လုံးရေးရေးကြုံကာချုပ်ကတစ္ဆာလေးချက်ထားဆိုအကုန်ထားဆိုပါဒီခိုင်မျိုးအကုန်လုံးထားဆိုအဲ့တော့အဲ့တော့ခင်ဗျားတို့ဒီ2008နဲ့လောက်တဲ့ဒီရွေးကောက်ပွဲကို ဒီပေါ့နော်စန့်ကျင်စန့်ကျင်ကြတယ်ပုံကန်ကြတယ်ဆိုတာလည်းဒါပြပြောရမယ့်ရတော့မဟုတ်ခင်ဗျားတို့ကလည်းလိုလိုလတ်လတ်မှမပြပဲဗျာနော်ဟိုတိုက်ခံလေးရှိတာမှပဲဟိုလူကိုပယ်ထုတ်ဒီလူပါတီကိုဖျက်ထုတ်အဲ့တော့ခင်ဗျားတို့စစ်တပ်ကိုယ်တိုင်ကနိုင်ငံရေးကောင်းစေခြင်းနဲ့အရေးအယံပြောတော့ပါတီစိုးတူတွေရေးကောက်ပဲပြောနေကြတာဒါမဲ့ အဲဒါမဲ့ခမရတဲ့အရိပ်ရောင်တွားနေတဲ့ပုံစံလေးသူ့လူကြင်ကြံပုံလေးဟုတ်လားပြောဆိုပုံလေးကတော့စစ်တပ်နိုင်ငံရေးတဲ့ထွက်ချင်တဲ့လမ်းကြောင်းကိုပြတာမှမဟုတ်ပဲနဲ့စစ်တပ်ရာတပ်ပံနော်နိုင်ငံရေးထဲမှာနေရရေးကိုပြနေမှာတော့ဥပဒေကြောင်းရလဲခမရတို့ရဲ့လမ်းကြောင်းကိုမပြနိုင်ထို့သူလုတ်ပုံကြိုင်ပုံတွေမှာလဲနည်းနည်းလေးဝေပံမိတာမှအချုပ်တဲ့ထဲတယ်ဟာဟာလေးပြေးတာမှအချုပ်တဲ့ထဲတယ်ပြန်စဉ်းစားကြည့်ကြောက်ခမရတို့ရဲ့ဒီလိုပြေးစီကဘာဒီလိုပြေးစီလဲ အခုဆိုရင်မင်းအောင်လိုင်ကဒီအဲဒီသူတို့ရဲ့တည်င်းအကြောင်းအရာတွေနဲ့ပတ်သက်လို့ပေါ့နော်သူတို့ရဲ့ post အောက်မှာကျွန်တော်ဒီဟာဟာသွားပေးရင်တော့မှအဲထောင်လျှောက်လာတိတိချမယ်ဆိုပြီးမှတတ်မှတ်ထားတာရှိတယ်ပေါ့ဗျာအခုဆိုလို့ချင်းတော်တော်ကိုစိုးနေပါပြီနောက်ထပ် director တယောက်ကိုလည်းဖန်တီသွားတယ်လို့တည်င်းရရှိပါတယ်ဒီကျွန်တော်ပဲဒီဘောမပေါ့နော်နေတိုးတိုးဒီတလန်းတို့ရိုက်ထားတဲ့ ဗီဒီယိုပေါ်မှာဝေဖန်ပြောဆိုတဲ့ဒါရိုက်တာနောက်ထပ်တူကိုလည်းတို့ဒီစစ်တပ်ကနေပြီးတော့မှလာရောက်ဖမ်းဆီးသွားပြီပဲဖြစ်ပါလေပေါ့နော်။ Okay ထပ်ပြီးတော့ကိုမောင်မောင်ဘာတွေပြောကြားထားလဲဆိုတော့ကျွန်တော်လည်းအတူတူထပ်ကြည့်လိုက်ရအောင်ဗျာ။အဲ့တော့အစံကျင်ဘက်ကမေးတာလဲ။အဲ့တော့ခင်ဗျားတို့ကဘာလုပ်အောင်လဲ။ကျွန်တော်ကြံပေးချင်တာကတော့စစ်တပ်အနေနဲ့နိုင်ငံရေးတွေကလူလူလာလာထွက်ချင်နေပါတယ်ဆိုတော့ခင်ဗျားတို့ကပြအောင်။မပြတဲ့အပြင်ကိုတတလုံးငါတို့နေရေး မမိသားစုကောင်းစားရေးဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်။အဲနှစ်ဖက်လုံးပြင်ရမယ့်အရာပါ။အဲ့တော့တစ်ဖက်ကစန့်ကျင်တာလည်းအပြစ်ပြောလို့မရအောင်နော်။ဟုတ်ကဲ့။ဟွန်း။အဲ့တော့အခုတက်တော်ထဲမှာကာကြုပ်ကတန်ချောင်းထိုးလို့ရှိရင်အကုန်လုံးသစ္စာလေးကြထားဆုံးပဲသူတွေရောက်တယ်။အဲ့တော့ဒီတွတ်တော်ဆိုတာစစ်တပ်ကခေါ်မယ်ဆိုလို့ရှိရင် ဟိုတင်ဘာခေါ်မလဲဆိုရင်မဒီစေးပြခန်းသားစေးပြကွေးမြင့်တစ်ခုဖြစ်နေတယ်ပြောတော့မိုက်စေးပြကွေးမြင့်မှာအဲ့လိုမျိုးဖြစ်ရလေအောင်စစ်တပ်နေနဲ့လောလောလာလာထွက်ချင်ကြောင်းတွေတော့ပြပါဗျာနော်နိုင်ငံကောင်းစေချင်တာပါဒါကတော့ကုမောင်မောင်ပြောသွားတာပဲဖြစ်ပါတယ်စစ်တပ်နဲ့ကြက်ဖို့ဟာတသားတည်းသွေးတည်းဖြစ်ပါတယ်တကယ်လို့လက်ရှိ အတွေ့အော်လို့တည်းရေကောက်ပွဲမှာကြက်ဖုတ်ပါတီတာနိုင်ရသွားခဲ့မယ်ဆိုရင်လေဒါမင်းအောင်လိုင်ရဲ့လက်အောက်ကလွတ်မှာမဟုတ်ပါဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီလက်ရှိကြက်ဖုတ်ပါတီဟာစစ်တပ်ကနေပြီးမှစီစဉ်လာတဲ့သူတွေပဲဖြစ်တဲ့ကိုမောင်မောင်ပြောသလိုဒီစစ်တပ်ကလူတွေကဒီယူနီဘောင်းရှုပ်ပြီးတော့ကြောဒီကြက်ဖုတ်ပါတီတဲ့ကိုဝင်လိုက်တာပဲဖြစ်ပါတယ်။ဒီလောက်ပဲဒီလောက်ဒါပဲကွာရှားသွားတာဘာမှမဟုတ်ဘူး။ယူနီဖောင်းလေးလဲပြီးတော့ကြက်ဖုတ်ပါတီကိုသွားလိုက်တာဒီလောက်ပဲကွာသွားတာ။ဒါကြောင့်အခုလက်ရှိ မင်းအောင်လိုက်လုံးမယ်ဒီစင်မာလာမှာလုံးမယ်တို့ဒီအတူရောက်ယူကောက်ပွဲကိုမထောက်ခံပါဘူးပေါ့နော်ထောက်ခံစရာအကြောင်းလည်းမရှိပါဘူးဘသူမှလည်းမထောက်ခံတဲ့ဒီအတူရောက်ယူကောက်ပွဲကြီးကိုမင်းအောင်လိုက်ကတော့အခုချိန်မှာအာတတ်တယောနဲ့ဂျင်ပါဘူတို့ကိုစီးလုံးနေတာပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တိုက်တွန်းနေတာပဲဖြစ်ပါတယ်မင်းအောင်လိုက်ကတော့အခုလက်ရှိကျွန်တော်မြန်မာနိုင်ငံမှာအာနာသိမ့်ပြီးတော့ ာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ကြည်ပြည်သူတွေရဲ့နေအိမ်တွေပြည်သူတွေရဲ့အတက်အိုးအိမ်တွေကိုအဆက်မပြတ်နေစဉ်မပြတ်သလိုကျိုးဖျက်ဆီးနေတာလည်းဖြစ်ပါတယ်ဗောနော်ဒါကြောင့်ခမားတို့ဒီမင်းအောင်လိုင်ရဲ့ပါတီဒီချက်ဖို့ပါတီကိုမဲပေးတာဟာမင်းအောင်လိုင်ကိုကျိုးလူတက်ဖို့ထပ်ပြီးတော့အခွင့်အရေးပေးလိုက်တယ်လို့ပါပဲဆိုတော့ကျွန်တော်ပြောရင်းတဲ့ဒီဗီဒီယိုလေးကိုဒီကိုရှုပ်လိုက်ပါတယ်ခင်ဗျာ